2006ခုနှစ်အမျိုးသားစောပစီစစ်ရွေးချယ်ရေးကော်မတီဘာသာပြန်ရတစာပေအဖွဲ့ငယ်ကြီးမှတ်ချက်ဘာသာပြန်တုတ္တရတစာပေအဖွဲ့ငယ်သည်2006ခုနှစ်တို့ဘာသာပြန်စာအုပ်ပေါင်း143အုပ်ကိုလက်ခံရရှိခဲ့ပါသည်၎င်းတို့နှင့်ရတစာပေဆိုင်ရာစာအုပ်85အုပ်ကိုအစည်းအဝေးတောင်းချင်ခွင့်ယူညှိနှိုင်းခဲ့ရာမောင်ပေါ်ထွန်းဘာသာပြန်ဆိုသောကံကြမ္မာအကျဉ်းသားစာအုပ်ကိုစုချီမိရန်ရွေးချယ်ခဲ့ကြပါသည်မူရင်ဝတ္ထုမိမှာမေရာနမ်ဂျောကာတီပီမူရင်ဆိုင်ရာမှာ ဖြစ်သည် ABBAS ဖြစ်ပါသည်အလွန်စည်ရသော မုဆုံးမမိခင်ကြီးက15နှစ်သားအရွယ်သားဖြစ်သူကိုပညာသားဖြစ်စေလိုပါသည်ဖခင်ဤသွေးပါသောရာဂျူးကဖခင်ကဲ့သို့ပင် လူရှင်တော်ဖြစ်လိုသည်ရာဂျူးသည်လူရှင်တော်လိုဝယ်၍လမ်းပီးတွင်ဈေးရောက်မှုဖြင့်ကြောင်းတုတ်ခံအပ်သည်ရာဂျူးကမေရီကိုဆွဲလမ်းနေတော့လေမေရီလက်ထပ်ထွားသောအခါအချစ်ဤခါတိမှုကိုကြုံလိုက်ရသည် ထို့နောက်မမျိုးလင့်ပဲစက္ကလူရှင်တော်ဖြစ်သွားသည်ရုရှားအမျိုးပမီကျွမ်းပါအားကစားမင်းမာရီနာနှင့်ချစ်သွားကြပြန်သည်ရာဇဝီဘဝမှန်ကိုတည်သွားသောမိခင်ကြီးကစက္ကလာကြည်ရင်နှလုံးယောဂဖြင့်ပွဲခင်းထဲမှပင်ကွယ်လွန်သွားသည်မာရီနာလည်းစက္ကအဖွဲ့နှင့်အတူရုရှားသို့ပြန်သွားသည်တကောင်းချွတ်ရာဇူသည်ချစ်သလုံးအင်တိုင်လုံနေရင်ယောက်ျားကလေးလိုရုပ်ဖြတ်ဝတ်ဆင်ထားသောမီနုခေါ်မီနာညံတွေ့ရပြန်သည်မီနာပေါင်ရင်ရာဇူစုံစည်းခဲ့ရသည် မီနာရုပ်ရှင်မင်းသမီးထစ်သွားသောအခါရာဂျူးတီလာကိုပျောက်သွားပြန်သည်ထို့နောက်နှစ်ပေါင်းလဆကြသောအခါရာဂျူးပြန်ပေါ်လာပြီး၎င်း၏နောက်ဆုံးပြက်ကွက်ကို၎င်းချစ်ခင်ရသောမေရီမာရီနာနှင့်မီနာတို့၏ရှေ့မောင်၌တင်ဆက်ပြသခဲ့ပါသည်ဤဝိထုတွင်အဓိကဆက်ဆောင်ရာဂျူးသည်ဘဝတက္ကသိုလ်ကျောင်းဆင်းပိသက်စာလောကဒဏ်ကိုကြံ့ကြံ့ခံနိုင်သမကအလွန်လူပိသက်သူဖြစ်သည်လူတွေကိုရဲအောင်လုပ်နိုင်သည်သူ၏ဒုက္ခဒုက္ခများကိုလည်းဝိညာဉ်ခံစားတတ်တော်လဲစိတ်နာတတ်သူမဟုတ်တင်းငိမ့်စွာဝင်ခံယူခဲ့သည် ယောက်ျားကောင်ဥယျင်မှုကောင်ပီတသည်မျက်စိမျက်မှောက်မှာမိခင်ကြီးကွယ်လွန်သွားသည်ကိုတွေ့မြင်နေရသည့်တိုင်အောင်၎င်း၏လူရှင်တော်တာဝန်ကိုကြည်ပွန်အောင်ထမ်းဆောင်သွားသည်၎င်းတော်တာလုံးကငိုနေကြတော့လေလူရှင်တော်သည်မျက်ရည်မကြအုပ်ရသောခံယူချက်ဖြင့်ထိန်းထားနိုင်နေသည်ရာဂျူးသည်လူရှင်တော်ပညာဖြင့်လူတွေအဘဝကြီးမုံပင်ကိုမြင်အောင်ပြနိုင်သူဖြစ်သည်ဤဝုထုကိုဖတ်ရှုခြင်းဖြင့်ဘဝ၏တသနာကိုပုံမတဘောပါလာကြပဲရှိသည်ကြည်လျက်စွာမိမဘာသာသို့ပြန်ဆိုထားသောသိရှိရသည့်တကြောင် ကံကြမ္မာအကျဉ်းသားစာအုပ်ကိုအမျိုးသားစာပေစုဘာသာပြန်ယက်သသွားရွေးချယ်ခဲ့ခြင်း 2006ခုနှစ်အမျိုးသားစောပစီးစစ်ရွေးချယ်ရေးကော်မတီဘာသာပြန်ရတစာပေအဖွဲ့ငယ်ကြီးမှတ်ချက်ဘာသာပြန်တုတ္တရတစာပေအဖွဲ့ငယ်သည်2006ခုနှစ်တို့ဘာသာပြန်စာအုပ်ပေါင်း143အုပ်ကိုလက်ခံရရှိခဲ့ပါသည်၎င်းတို့နှင့်ရတစာပေဆိုင်ရာစာအုပ်85အုပ်ကိုအစည်းအဝေးတောင်းချင်ခွင့်ယူညှိနှိုင်းခဲ့ရာမောင်ပေါ်ထွန်းဘာသာပြန်ဆိုသောကံကြမ္မာအကျဉ်းသားစာအုပ်ကိုစုကြည့်မိရန်ရွေးချယ်ခဲ့ကြပါသည်မူရင်ဝတ္ထုမီမှာမေရာနမ်ဂျောကာသီပီမူရဆိုင်ရဆရာမှာ ခိလီ A B B A S ဖြစ်ပါသည်အလွန်စင်ရသောမုဆုံးမမိခင်ကြီးက15နှစ်သားအရွယ်သားဖြစ်သူကိုပညာသားဖြစ်စေလိုပါသည်ဖခင်ဤတွေးပါသောရာဂျူးကဖခင်ကဲ့သို့ပင် လူရှင်တော်ဖြစ်လိုသည်ရာဂျူးသည် လူရှင်တော်လိုဝယ်၍လမ်းပေးသည့်ဇေယျမှုဖြင့်ကြောင်းတော်ခံအပ်သည်ရာဂျူးကမေရီကိုဆွဲလမ်းနေတော့လေမေရီလက်ထပ်ထွားသောအခါအချစ်ဤခါတိမှုကိုကြုံလိုက်ရသည် ထို့နောက်မမျိုးလင့်ပဲစက္ကလူရှင်တော်ဖြစ်သွားသည်ရုရှားအမျိုးပမင်းကျွမ်းပါအားကစားမယ်မာရီနာနှင့်ချစ်သွားကြပြန်သည်ရာဇဝီဘဝမှန်ကိုတည်သွားသောမိခင်ကြီးကစက္ကလာကြီးရဲ့နှလုံးယောဂဖြင့်ပွဲခင်းထဲမှပင်ကွယ်လွန်သွားသည်မာရီနာလည်းစက္ကအဖွဲ့နှင့်အတူရုရှားသို့ပြန်သွားသည်တကောင်းချွတ်ရာဇူသည်ချစ်သလုံးအင်တိုင်လုံနေရင်ယောက်ျားကလေးလိုရုပ်ဖြက်ဝတ်ဆင်ထားသောမီနိုခေါ်မီနာညံတွေ့ရပြန်သည်မီနာပေါင်ရင်ရာဇူစုံစည်းခဲ့ရသည် မီနာရုပ်ရှင်မင်းသမီးထစ်သွားသောအခါရာဂျူးတလာကိုပျောက်သွားပြန်သည်ထို့နောက်နှစ်ပေါင်းလဆကြသောအခါရာဂျူးပြန်ပေါ်လာပြီး၎င်း၏နောက်ဆုံးပြက်ကွက်ကို၎င်းချစ်ခင်ရသောမေရီမာရီနာနှင့်မီနာတို့၏ရှေးမောင်၌တင်ဆက်ပြသခဲ့ပါသည်ဤဝိထုတဲ့အဓိကဆက်ဆောင်ရာဂျူးသည်ဘဝတက္ကသိုလ်ကျောင်းစင်ပိသစာလောကဒဏ်ကိုကြမ်းကြမ်းခံနိုင်သမကအလွန်လူပိသသူဖြစ်သည်လူတွေကိုရဲအောင်လုပ်နိုင်သည်သူတို့၏ဒုက္ခဒုက္ခများကိုလည်းဝိညာဉ်ခံစားတတ်တော်လဲစိတ်နာတတ်သူမဟုတ်တင်းငိမ်စွာဝင်ခံယူခဲ့သည် ယောက်ျားကောင်ဥယင်မူကောင် ပီတသည်မျက်စိမျက်မှောက်မှာမိခင်ကြီးကွယ်လွန်သွားသည်ကိုတွေ့မြင်နေရသည့်တိုင်အောင်၎င်း၏လူရှင်တော်တာဝန်ကိုကြည်ပွန်အောင်ထမ်းဆောင်သွားသည်၎င်းတော်တားလုံးကငိုနေကြတော့လေလူရှင်တော်သည်မျက်ရည်မကြအုပ်ရဆိုတော့ခံယူချက်ဖြင့်ထိန်းထားနိုင်နေသည်ရာဂျူသည်လူရှင်တော်ပညာဖြင့်လူရေအားဘဝကြီးမုံပင်ကိုမြင်အောင်ပြနိုင်သူဖြစ်သည်။ဤဝုထုကိုဖက်ရှူခြင်းဖြင့်ဘဝ၏တသနာကိုပုံမတဘောပါလာကြပဲရှိသည်။ကြည်လျက်စွာမိမဘာသာတို့ပြန်ဆိုထားသောသိရှိရသည့်တကြောင့် ကံကြမ္မာအကျဉ်းသားစာအုပ်ကိုအမျိုးသားစာပေစုဘာသာပြန်ရပ်တအသွားရွေးချယ်ခဲ့ခြင်း